င်သူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေကခင်းဝင်ပြီးကိုစိတ်နှပါလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မကတော့ချူပါ။ဒီနေ့နိုဝင်ဘာ26ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတနဲ့ တရားစုဝင်ချင်းချုပ်တက်ရောက်တဲ့တဲ့ဒေတာလွှတ်တော်အကြီးအကဲများနဲ့ဂျာပါလာအုပ်ချုပ်ရေးကောင်စီတစ်ကိုလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရင်းအမြစ်များပိုးပေါင်းဆောင်ရွက်သွားမယ်လို့တရားစုဝင်ချင်းချုပ်ပြောကြားတဲ့တဲ့ဗမာမျိုးနဲ့အတွင်းအစံဖက်စစ်တပ်ရဲ့စေယုံကိုလေးချောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရတဲ့ကျမ်းမာရေးဝန်ထမ်း2ဦးအတွက်ကျမ်းမာရေးဝန်ကြီးဌာနကဝန်내ချောင်းတဝင်လွှာပေးပို့တဲ့တဲ့ ရန်သူအကြမ်းဖက်စစ်တပ်ရဲ့ရုပ်အလောင်းတွေကိုခင်ဦးမြို့နယ်တော်လိုင်းအင်အားစုတွေကမိရှုတကြိုပေးရတဲ့တင်။မြင်းချက်ခရိုင်အတွင်းပြန်ကျဲနေတဲ့တရင်တပ်ဖွဲ့တွေစူးစီးပြီးမြင်းချက်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်းရတဲ့တင်နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တရင်တွေပဲဖြစ်ပါတယ်ရှင်။မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတနဲ့ပြည်အောင်စုဝင်ကြီးချုပ်တက်ရောက်တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးကိုနိုဝင်ဘာ28ရက်မနက်9နာရီမှာပြုလုပ်ခဲ့ရာအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလက်ရှိလာပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွတ်တို့တက်ရောက်မိကုံပြောကြားခဲ့ကြပါတယ်။ပထမအကြိမ်မန္တလေးဒေသလွှတ်တော်အစည်းအဝေးကနေမန္တလေးဒေသလွှတ်တော်ရဲ့ဥက္ကဋ္ဌအဖြစ် မလိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်၄ကဒေါ်သေးတာငယ်လွတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်မတရားမြို့နယ်မဲဆန္ဒနယ်အမှတ်၄ကဦးမမောင်အေးတို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်ဆက်လက်ပြီးမန္တလေးတိုင်းလွတ်တော်ကိုစားပြုကော်မတီကိုမန္တလေးဒေသလွတ်တော်ကိုစားပြုကော်မတီအဖြစ်အမည်ပြောင်းလဲခေါ်ဝေါ်တတ်မှတ်ခြင်းမန္တလေးဒေသလွတ်တော်ရဲ့ရေးရာကော်မတီများအဖြစ်ဥပဒေကြမ်းကော်မတီလွတ်တော်ကိုယ်စားလှယ်စီစဉ်ရေးကော်မတီပြည်သူ့ရေးရာနဲ့လူမှုရေးဆိုင်ရာကော်မတီ တန်ရန်စားတာဒေသန္တရစီမံကိန်းအရာ အသုံးငွေစင်းရင်းနဲ့ဗန္နာရေးဆိုင်ရာကော်မတီလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကော်မတီတို့ကိုလွှတ်တော်ကအတည်ပြုဖွဲ့စည်းပေးခဲ့ပါတယ်။မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီကိုဦးမြင့်အောင်မူဥက္ကဋ္ဌဦးအောင်မျိုးလန်ဒုတိယဥက္ကဋ္ဌဦးထေအတွင်းရေးမှုအပါအဝင်ကောင်စီဝင်၉ဦးဖြင့်လွှတ်တော်ကအတည်ပြုဖွဲ့စည်းပေးခဲ့ပြီးရောကောင်စီဝင်များကမန္တလေးဒေသလွှတ်တော်ပထမကျင်းအစည်းအဝေးမှာဂတိသစ္စာပြုခဲ့ကြပါတယ်။ မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးကိုတက်ရောက်ပေးခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီဝင်တွေဖက်ဒရယ်ယူနစ်ပြည်내ကလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံတကာတန်တမန်တွေမန္တလေးဒေသတော်လှန်ရေးရဲဘော်ရဲဘက်တွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့တဝန်ထွာပေးပို့တဲ့ပါတီတွေလွှတ်တော်တွေနဲ့အဖွဲ့အစည်းတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပြီးမှတ်တမ်းတင်ထားတယ်လို့မန္တလေးဒေသလွှတ်တော်ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဒေတာလှတော်အကြီးအကဲများနဲ့ဂျာကာလာအုတ်ချုပ်ရေးကောင်စီအစ်ကိုလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရေးမြင့်များပိုးပေါင်းဆောင်ရွက်သွားမယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဒေတာလှတော်အကြီးအကဲများနဲ့ဂျာကာလာအုတ်ချုပ်ရေးကောင်စီအစ်ကိုလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရေးမြင့်များပိုးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ28ရက်မှာပြုလုပ်တဲ့မန္တလေးဒေသလွတ်တော်ပထမအကြိမ်အစည်းအဝေးအခမ်းအနားမှာပြည်အောင်စုဝန်ကြီးချုပ်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဒေသလွတ်တော်အကြီးအကဲများနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီတစ်ကိုပြည်အောင်စုအစ်စ်မှလိုအပ်သောပံ့ပိုးမှုနဲ့အရင်းမြစ်များကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ဒီနေရာကနေအလေးနက်အားမခံပြောကြားလိုပါတယ် ကျွန်တော်တို့ရဲ့ပူပေါင်းဆောင်ရွက်မှုဟာစစ်အာဏာရှင်ရဲ့စစ်ရေးအရာအရှိန်မြှင့်တင်မှုတွေကိုခံနိုင်ရင်ရှိုံသာမကပဲပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်များကိုပါဖြည့်ဆည်းပေးနိုင်မယ်အနာဂတ်အစိုးရစနစ်တစ်ခုကိုစတင်ထူထောင်နိုင်မှုရည်ရွယ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်ဒါအပြင်မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီတည်ရဲ့တာဝန်ဟာအလွန်ကြီးမားပြီးဒေသတွင်တရားဥပဒေစိုးမိုးရေး စစ်ပေးရှောင်များစောက်ရှောက်ရင်းကျမ်းမာရေးနဲ့ပညာရေးစနစ်တွေကိုပြည်သူကိုဗဟုပြုတဲ့စနစ်အဖြစ်အလင်းမြန်ပြန်လည်တည်ဆောက်ရေးအတွက်ရှေ့တန်းကနေတာဝန်ယူရမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီမှအမျိုးသမီးကိုစားပြုမှု23ရာခိုင်နှုန်းအထိပါဝင်ပြီးပြည်အောင်စုအဆင့်အဖွဲ့အစည်းများဒီနေ့ Federal Unit ဆိုင်ရာ အဖွဲ့အစည်းပေါင်း16ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့တာဟာ မန္တလေးဒေသရဲ့နိုင်ငံရေးခေါင်းဆောင်မှုဟာညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားကြောင်း ပြသနေရလို့လဲပြည်အောင်စုဝင်ကြီးချုပ်ကပြောထားပါဗျ။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဖြစ်မြောက်ရေးအတွက်ဆယ်လတာအတွင်းမှာအစည်းအဝေးပေါင်း86ချိန်အထိပြုလုပ်ခဲ့တာဖြစ်ပြီးပြည်သူလူထုရဲ့အကြံပြုချက်တွေကို Telegram signal နဲ့ email အစရှိတဲ့ channel ပေါင်းဆောင်ကနေနေ့စဉ်အဆက်မပြတ်ရယူခဲ့တယ်လို့လည်းသိရပါပါရှင်။ မမောက်မြို့နယ်အတွင်းကစေယုံကိုအစမ်းမတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရတဲ့ကျမ်းမာရေးဝန်ထမ်းနှစ်ဦးအတွက်ကျမ်းမာရေးဝန်ကြီးဌာနကဝန်ထမ်းကြောင့်တဝန်လွှာပေးပို့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဗမောက်မြို့နယ်အတွင်းမှာရှိတဲ့စေယုံကိုအကျန်းဖက်စစ်တပ်ရဲ့နေကြောင်းတိုက်ခိုက်မှုအတွင်းကြာဆုံးခဲ့ရတဲ့ကျမ်းမာရေးဝန်ထမ်းနှစ်ဦးအတွက်ကျမ်းမာရေးဝန်ကြီးဌာနကနိုဝင်ဘာ28ရက်စွဲနဲ့ဝန်ထမ်းကြောင်းတဝန်လွှာပေးပို့လိုက်ပါတယ်။ အစံဖက်စစ်တပ်ကနိုဝင်ဘာ18ရက်မှာဗပောက်မြို့နယ်အတွင်းကစစ်ရုံတစ်ခုကိုလေကြောင်းကနေဖုံးကျဲတိုက်ခိုက်ရာစေနာဝန်နဲ့ကျမ်းမာရေးဝန်ထမ်း2ဦးဖြစ်တဲ့ကိုစင်မင်းနိုင်ခေါ်ကိုနိုင်ကနန်းမြေအသက်24နှစ်နဲ့မက်စင်ရွယ်စိုးခေါ်တစ္ဆာအသက်24နှစ်တို့ကြဆုံးခဲ့ရပြီးတခြားစေတနာဝန်နဲ့ကျမ်းမာရေးဝန်ထမ်း2ဦးနဲ့စေကူတမှုခံယူနေတဲ့ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကကြာဆုံးခဲ့တဲ့ကျန်းမာရေးဝန်ထမ်း2ဦးကိုအာဇာနည်သူရဲကောင်းများအဖြစ်အသိအမှတ်ပြုအပ်ပြီးမိသားစုများနဲ့ထပ်တူကြေကွဲဝမ်းနည်းရတယ်လို့တဝန်ဖော်မှာဖော်ပြထားပါတယ်။ဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အပြီးတိုင်ခြုံငိမ့်ပြီး Federal Democracy ပြည်အောင်စုကြီးပေါ်ထွန်းတဲ့အထိတိုင်းသားပြည်သူတရက်လုံးနဲ့လက်တွဲပြီးစားတဲ့တဘိုးကျိုးပန်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာနဲ့စစ်အာဏာရှင်စနစ်ပြုတ်ချရေးအတွက် အသက်ခန္ဓာနဲ့ဘဝများပုံအပ်ပြီးခင်းဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြတယ်တိုက်ပွဲဝင်နေစဲအာစာနေသူရဲကောင်းတို့ကို တိုင်တီးပြီးတော့ဂတိတစ္ဆာပြုတ်တယ်လို့ဖော်ပြထားပါတယ်ရှင်ရန်သူအကြမ်းဖက်စစ်တပ်ရဲ့ရုပ်အလောင်းတွေကိုခင်းဦးမြို့နယ်တော်လှန်ရေးအင်အားစုတွေကမိရှုတချို့ပေးခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ် တိုက်ပွဲတွေမှာသေဆုံးထားတဲ့ရန်သူအကြမ်းဖက်စစ်တပ်ရဲ့ရုပ်အလောင်းတွေကိုခင်ဦးမြို့နယ်တော်လိုင်းအင်အားစုတွေကမင်းရှုတကြိုပေးခဲ့တယ်လို့ခင်ဦးမြို့နယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ခင်ဦးမြို့နယ်မုံလကျေးရွာအတွင်းရှေးရမြောက်အကြားရာရင်အထိုင်ချတက်ဆွဲနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ခင်ဦးမြို့နယ်တော်လိုင်းအင်အားစုတွေအကြားမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကနိုဝင်ဘာ28ရက်နေ့ပိုင်းမှာမုံလပင်စင်းကင်းကြည်စု အောင်သားရကာဘိုးလမ်းကြောင်းကနေတိတ်တဆိတ်ဆုတ်ခွာသွားပါတယ်။နိုဝင်ဘာ28ရက်မှာတော်လိုင်းအင်အားစုတွေကတိုက်ပွဲဖြစ်ရာနေရာကိုနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ကြပြီးတေဆုံနေတဲ့အကြမ်းဖက်စစ်သားတွေရဲ့အလောင်းကိုမိရှို့တချို့ပေးခဲ့ကြပါတယ်။အကြမ်းဖက်ဆကမှာရန်သူတပ်ရဲ့တေဆုံနေတဲ့ဓာတ်ပေါ်လီများကိုမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖရဲဘော်များမှဒီဇယ်ဓာတ်စီဘူးများ တာယာကွေးများ မီးစာတုံများအသည့်ယူဆောင်ပြီးတော့၎င်းရုပ်အလောင်းများရဲ့နေရာမှာပဲမီးရှို့တချို့ခဲကြတယ်လို့ခင်ဦးမြို့နယ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ပါတယ်တေဆုံးနေတဲ့အကျန်းဖက်စစ်သားတွေရဲ့ရုပ်အလောင်းက6ရက်တာရှိနေပြီဖြစ်တဲ့အတွက်အလွန်ဆိုးရွားတဲ့အခြေအနေဖြစ်နေပြီးတော့မိရှုတချို့ပေးရမှာအခက်ခဲများစွာကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်ရှင်။မြင်းကျန်ခရိုင်တွင်ပြန်ကျဲနေတဲ့တိုင်ရင်းတပ်ဖွဲ့တွေစုစည်းပြီး ်မြင်းကြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်းရတဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျန်ခရိုင်တွင်ပြန့်ကျဲနေတဲ့တရင်တပ်ဖွဲ့တွေစုစည်းကမြင်းကျန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းအဖြစ်တရဝင်းဖွဲ့စည်းလိုက်တယ်လို့မြင်းကျန် Black Tiger က MPT တပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲက PPTV ကိုပြောပါတယ်။မြင်းကျန်ခရိုင်တွင်မှရှိတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအကြမ်းဖက်စစ်တပ်ရဲ့ရန်မှကာကွယ်ပေးနိုင်ဖို့နဲ့ ပြည့်စင်းနေတဲ့တရင်တက်ဖွဲ့တွေကိုစူးစီးညီညွတ်စွာစည်ရေးဖော်ဆောင်နိုင်မှုအတွက် အခုလိုဖွဲ့စည်းလိုက်တာလို့လဲဘိုးပိုက်ခဲကဆိုပါတယ်။မြင်းကျန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းအဖြစ်နထိုးကြီး People Defense Force NPDF တောင်သာ People Defense Force TTA PDF နထိုးကြီး Guerrilla Force NGF မြင်းကျန် Black Tie က MPD One More Column ငန်းစုံ PDF ငန်းစုံမင်းနဂါတက်ဖွဲ့ အာမန်တေပျောက်ကြားတက်ဖွဲ့စတဲ့တော်လိုင်းတက်တွေပူပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဆိုပါတရင်တက်ဖွဲ့တွေကရဲဘော်တွေကိုစုဖွဲ့ပြင်ဆင်လေးကျင့်ခြင်းလုပ်ငန်းစဉ်တွေပြီးမြောက်ခဲ့ပြီးကြီးညာချက်ထုတ်ချိန်မှစပြီးတော့မြင်းချက်ခရိုင်အတွင်းရှိစစ်စင်ရင်တွေမှာညီနောင်မဟာမိတ်တော်လိုင်းတက်ဖွဲ့တွေနဲ့ဟန်ချက်ညီညီပူပေါင်းတိုက်ခိုက်သွားမှာဖြစ်တယ်လို့မြင်းချက်ဖလက်ထိုက်က MPT တက်ဖွဲ့မှအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝမ်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြည့်ချိန်မုံရင်လူတို့ဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမက်ပင်မြို့နယ်မှာအောင်လန်းလွင့်မီထောင်းသွင်းဤတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွေမပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွင့်မီထောင်းသွင်းဤတပိတ်စစ်ကြောင်းနဲ့ ်တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တဲ့ကြာရှုံးရင်ဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာနောက်ပြန်မလှည့်ချေဒီတော်လန်ရေးတပိတ်စစ်ကြောင်းဟာအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောင်းနေတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားတွေကိုကင်ဆယ်ပြီးအကျံဖက်စစ်တဲ့ကြာရှုံးရင်ဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရမပင်မြို့နယ်မှာအောင်လံလှိမ့်ပြီးရွှေရည်ကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရဝင်းလူတက်ခွေမပင်းနဲ့စာသားကင်ဆွဲပြီးအတုရောင်ရွှေကောက်ပွဲစန့်ကျင်ရင်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလှိမ့်ပြီးရွှေရည်ကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရဝင်းလူတက်ခွေမပင်းနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငိမ့်တက်မှုကြားထဲကနေပဲအကျန်းဖတ်စစ်တပ်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုနေစဉ်ပြုလုပ်နေရပါရှင်ပြည်သူလူထုအပေါင်းတဘာဝပေးလူလုံပေးဆိုရဲပေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါသည်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။